ကီယက်မြို့နယ်ဘဲဂရော့မြို့ရဲ့ကောင်းကင်ယံမှာပောက်ကွဲတံတွေဟာလျှက်စီးလက်တလို့ပြို့ပြို့ပြက်ပြက်ဖြစ်ပေါ်နေပါတယ်။ဒုံးကြီးတွေဟာလေထဲမှာဒဇင်းနဲ့ဒဇင်းအပြန်အလှန်ဖြတ်ကျော်ပြန်တန်းနေကြပြီးအရေးပေါ်သတိပေးအော်အော်ဆွဲတံတွေကလည်းတညာလုံးအဆက်မပြတ်မြည်ဟီးနေပါတယ်။ဒါဟာပြီးခဲ့တဲ့သုံးနှစ်ကျော်အတွင်းယူကရိန်းရုရှားစစ်ပွဲရဲ့နေ့စဉ်မြုံငွေတစ်ခုလိုဖြစ်နေခဲ့တာပါ။ဒါပေမဲ့ဒီတစ်ခါကဘာကြီးကိုတုံလှုပ်ခြောက်ခြားသွားစေခဲ့တာဟာဒီဒုံးကြီးတွေရဲ့ပောက်ကွဲတံတွေမဟုတ်ခဲ့ပါဘူး။ကမ္ဘာမီဒီယာတွေရဲ့ခေါင်းသီးသတင်းတွေကို ချက်ချင်းရောက်ရှိလာတာကတော့ယူကရိန်းသမ္မတဇယ်လန်စကီကိုရိုင်းရဲ့စကားလုံးတွေကြောင့်ပါပဲ။သတင်းတွေရဲ့အဆိုအရအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တကားပိတ်လျှို့ဝှက်တွေ့ဆုံမှုတစ်ခုပြုလုပ်ခဲ့ပြီးနောက်မှာယူကရိန်းသမ္မတဟာအရှုံးကိုဝန်ခံလိုက်ပြီးစစ်ပွဲကိုရပ်တန့်ဖို့အတွက်ရုရှားရဲ့အထက်ကတောင်းဆိုချက်တွေကိုလက်ခံဖို့အသင့်ဖြစ်နေပြီဆိုတဲ့သတင်းတွေပါပဲ။တစ်ဖက်မှာလည်းရုရှားသမ္မတပူတင်ကတော့ဒီအချိန်လေးအလုံးကိုခက်လန်းလန်းကနေကျေနပ်နေတဲ့မျက်နှာပြင်နဲ့စောင့်ကြည့်နေခဲ့ပါတယ်။ထရန့်ကဇယ်လန်စကီကိုပြက်ပြက်သားသားဖိအားပေးခဲ့တယ်လို့ဆိုပါတယ်။ အခုလက်ခံလိုက်ပါဒါမှမဟုတ်ပူတင်ကမင်းကိုရောမင်းရဲ့နိုင်ငံကိုပါအပီးတိုင်ဖျက်ဆီးပစ်လိုက်မယ်ဆိုတဲ့စကားလုံးတွေနဲ့ပါပဲကဘာကြီးဟာအခုဆိုရင်အင်အားကြီးနိုင်ငံတွေရဲ့အင်အားပြိုင်ဆိုင်မှုနဲ့နိုင်ငံငယ်လေးတို့ခုရဲ့ကံကြမ္မာဆိုင်ရာဆုံးဖြတ်မှုကြမှာနှစ်ချမ်းကွဲသွားခဲ့ပါပြီဒီသတင်းကိုလုံးဝမျက်ခြေမပြတ်သင့်ပါဘူးဘာကြောင့်လဲဆိုတော့ကမ်းလှမ်းလာတဲ့အပြစ်ခတ်ရစဲရေးဆိုတဲ့ခေါင်းစဉ်ရဲ့နောက်ကွယ်မှာဘဲတုံးကြီးထမဆိုးပိုပြီးအန်ရည်များတဲ့နိုင်ငံရေးကစားကွက်ကြီးတို့ခုဟာလျှို့ဝှက်စွာတည်ရှိနေလို့ပါပဲ ပြီးခဲ့တဲ့48နာရီအတွင်းမှာယူကရိန်းနိုင်ငံရဲ့အဓိကပြည်နယ်ကြီး၄ခုကိုရုရှားရဲ့ဒုံးကျည်တွေမောင်းသူမဲ့ drone တွေနဲ့အလုံးအရင်းလိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ဒါဟာ2025ခုနှစ်နွေရာသီနောက်ပိုင်းအပြင်းထန်ဆုံးနဲ့အစုလိုက်အပြုံလိုက်အများဆုံးတိုက်ခိုက်မှုတွေကတခုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေထဲမှာကမ္ဘာလုံးဆိုင်ရာငြင်းပွားမှုတခုချက်ချင်းပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့ဇာပိုရီဇီယာမြို့ကိုသွားတဲ့အဝေးပြေးလမ်းမကြီးပေါ်မှာ ကုလသမဂ္ဂအမှတ်တံဆိပ်ရှင်းရှင်းလင်းလင်းတက်ဆင်ထားတဲ့ထရက်ကားယာဉ်ကြီးတစ်ခုလုံးဝမီးလောင်ပျက်စီးသွားခဲ့တဲ့ဖြစ်စဉ်ပါပဲ။ရုရှားကာကွယ်ရေးဝန်ကြီးဌာနကချက်ချင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။ဒီယာဉ်တိုင်းဝင်ရောက်သွားတဲ့နေရာဟာရုရှားတပ်ဖွဲ့တွေကတားမြစ်ထားတဲ့စစ်ရေးဆုံဖြစ်ကျင်းညာထားပြီးသားနေရာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ရုရှားဘက်ကယူကရိန်းကိုပြင်းပြင်းထန်ထန်ဆွဆွဲလိုက်တာကတော့ယူကရိန်းဟာကုလသမဂ္ဂရဲ့တင်ကြေတာကိုကာကွယ်ယူပြီးအနောက်နိုင်ငံတွေကပံ့ပိုးထားတဲ့လက်နက်ခဲယံတွေကိုတိတ်တဆိတ်သယ်ယူပို့ဆောင်နေတာဖြစ်တယ်လို့ဆိုပါတယ်။ ရုရှားကာဝေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာကုလသမဂ္ဂဟာကျွန်တော်တို့တပ်ဖွဲ့တွေနဲ့ကြိုတင်ညှိနှိုင်းမှုတစုံတရာမလုပ်ခဲ့ဘူး။ဂျင်နမ်မော်ကကွန်ပျူစီတွေဟာနှမျိုးသုံးပစ္စည်းတွေဖြစ်တယ်။ဒစိုက်တစ်ပိုင်းကအစားအသောက်တွေ။ဒါပေမဲ့ကြံဒစိုက်တစ်ပိုင်းကတော့စစ်လက်နက်ပစ္စည်းတွေပဲလို့တိတိကျကျဖော်ပြထားပါရယ်။ယူကရိန်းဘက်ကတော့ဒီဆွဆွဲချက်ကိုလုံးဝပယ်ချခဲ့ပါရယ်။ဒါဟာနိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာမစ်ရှင်တစ်ခုကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာဖြစ်ပြီးရုရှားဟာစစ်ဥပဒေတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာပဲလို့ပြန်လည်တုံ့ပြန်ခဲ့ပါရယ်။ ဘသူမှန်တယ်ဘသူမှားတယ်ဆိုတာထက်ဒီလိုအထီးကိမ်းမခံတဲ့နေရာမှာကုလသမဂ္ဂရင်နှန်းကြီးတစ်ခုလုံးပျက်စီးသွားခဲ့တာဟာအခြေအနေကိုပိုပြီးရှုပ်ထွေးသွားစေခဲ့ပါတယ်ဒီကုလသမဂ္ဂရင်နှန်းဖြစ်စဉ်ပြီးနိုင်ပိုင်းတွင်းမှာပဲရုရှားရဲ့တိုက်ခိုက်မှုတွေဟာပိုပြီးတိကျပိုပြီးအဖြတ်ဆွမ်းအားပြင်လာခဲ့ပါတယ်ရုရှားနိုင်ငံရော့စတော့ဒေတာကနေပြစ်ထွက်လိုက်တဲ့အစ်စကန်ဒာအမျိုးအစားပယ်ထိန်တုံးကြီးကြီးနှစ်ဆင်းဟာယူကရိန်းနိုင်ငံဒန်နီပရိုပက်ထရော့ဖ်မီနရယ်ကိုအရှိန်ပြင်းပြင်းနဲ့ကြာရောက်ပောက်ကွဲခဲ့ပါတယ်ဂျိုဒူတပ်ပုံတွေရဲ့အဆိုအရဒီတုံးကြီးတွေဟာ ပါပလိုဟရက်မြို့နီမှာတက်ဆွဲထားတဲ့ယူကရိန်းရဲ့အလွန်အရေးကြီးတဲ့ Patriot လေကြောင်းရန်ကာကွယ်ရေးစနစ်တပ်စခန်းတစ်ခုကိုတိုက်ရိုက်ထိမှန်ခဲ့တာပါ။ပြစ်မှတ်ကရှင်းလင်းပါတယ်။လွန်ခဲ့တဲ့လေးလတွင်ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအတိအကခုခံနေတဲ့ဒုံးကျည်ပြစ်လွတ်တင်ရေးရေဒါတွေပဲဖြစ်ပါတယ်။ဒါနိုင်နေချက်မသွားပါဘူး။ Iskander ဒုံးကျည်တွေဟာနောက်ထပ်ပြစ်မှတ်တစ်ခုကိုထပ်မံပစ်ခတ်ခဲ့ပါတယ်။အဲ့ဒါကတော့ Kharkiv မြို့မှာရှိတဲ့ Ukraine ရဲ့အတိအက drone ထုတ်လုပ်ရေးစက်ရုံကြီးတစ်ခုပါပဲ။ဒီတိုက်ခိုက်မှုရဲ့အချိန်ကအလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ။ဘာကြောင့်လဲဆိုတော့ဒီဆက်ယုံကြီးတိုက်ခိုက်နေရတဲ့အချိန်ဟာတမရဇလန်စကီကိုရိုင်းအမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေပြီးအမေရိကန်လို့တိုမဟော့ခ်ခရုစတုန်ကြီးရဲ့အကူအညီရဖို့ဆွေးနွေးနေတဲ့အချိန်တိုက်ဆိုင်နေခဲ့တာပါ။အိန္ဒိယနိုင်ငံထုတ် Times of India သတင်းစာရဲ့စီးရင်ခံစာအရဒီတိုက်ခိုက်မှုအတွင်းမှာယူကရိန်းရဲ့လူတီအမျိုးစွာအကွာဝေးပြေးကာမီကာဇီဒရုန်းပေါင်း65သင်းကျော်ဟာသူတို့ကိုပစ်လွှတ်မဲ့ယာဉ်တွေထောက်ပံ့ရေးထရက်ကားတွေနဲ့တူတပြိုင်တည်းမီးလောင်ပျက်စီးသွားခဲ့ပါတယ်။ ဒီလူဒီ drone တွေဟာယူကရိန်းအတွက်တန်ဖိုးမဖြတ်နိုင်တဲ့မဟာဗျူဟာမြောက်လက်နက်တွေပါသူတို့ဟာကီလိုမီတာတစ်ထောင်620မိုင်ကျော်အထိပြန်တန်းနိုင်ပြီး85ကီလိုဂရမ်165ပေါင်၄ချိန်ရှိတဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုတင်ဆောင်နိုင်ပါတယ်တနည်းအားဖြင့်ရုရှားနိုင်ငံရဲ့အတွင်းပိုင်းနက်ဆိုင်တဲ့နေရာတွေကိုတိုက်ခိုက်နိုင်တဲ့ယူကရိန်းရဲ့အထူးကလက်နက်ပါအခုဒီဆက်ယုံကြည်ပျက်စီးသွားတာဟာ KF မြို့ရဲ့အတွင်းပိုင်းနက်ဆိုင်တဲ့တိုက်ခိုက်နိုင်စွမ်းကိုအကြီးအကျယ်ထိုးနှက်လိုက်တာပဲဖြစ်ပါတယ် ရုရှားရဲ့နောက်ဆုံးပစ်မှတ်တွေကတော့စစ်ရေးပစ်မှတ်တွေမဟုတ်တော့ပါဘူး။ဒန်နီပရိုပက်ထရော့ဖ်ကကြောင်မီသွေးရင်တစ်ခုနဲ့စာနီဟစ်ကစွမ်းအင်ထောက်ပံ့ရေးနေရာတစ်ခုကိုတိုက်ခိုက်ခဲ့ပါတယ်။ယူကရိန်းရဲ့စွမ်းအင်ကုမ္ပဏီ DDEK ကတော့ကြောင်မီသွေးရင်တွေကတပ်ထုရင်အလုပ်သမား192ယောက်လုံးကိုဒဏ်ရာတစုံတရာမရှိဘဲကယ်တင်နိုင်ခဲ့တယ်လို့ကြေညာပါတယ်။ဒါပေမဲ့စာနီဟစ်မှာတော့ဒါအားလိုင်းတွေအကြီးအကျယ်ပျက်စီးသွားလို့သုံးဆွဲသူ9500လောက်လျှက်စစ်မီပြတ်တောက်သွားခဲ့ပါတယ်။ရုရှားရဲ့ဒုံးကျည်မှုတွေယူကရိန်းမျိုးတွေပေါ်ကြားရောက်နေခြင်းမှာ KF မြို့ကလည်းလက်ပိုက်ကြည့်မနေခဲ့ပါဘူး။သူတို့ရဲ့လက်တုံ့ပြန်မှုတွေဟာရုရှားနိုင်ငံရဲ့ပိုင်နယ်ထဲကိုအထိရောက်ဆုံးပုံစံနဲ့စတင်ခဲ့ပါတယ်။ပထမဆုံးတိုက်ခိုက်မှုတွေဟာရုရှားနိုင်ငံဘယ်ဂရော့ဒေသကနေထွက်ပေါ်လာပါတယ်။ဒီမြို့ဟာယူကရိန်းရဲ့လက်တုံ့ပြန်မှုတွေအတွက်ရှေ့တန်းစစ်မျက်နှာလိုဖြစ်နေကြနေရပါ။ဘယ်ဂရော့အုပ်ချုပ်ရေးမှူး VIA Chaslav Glakov ကတော့အဆိုအရယူကရိန်းရဲ့မောင်းသူမဲ့လေယာဉ်တစ်စင်းဟာဒေသခံစိုက်ပျိုးရေးကုမ္ပဏီတစ်ခုပေါ်ကိုဖောက်ခွဲရေးပစ္စည်းတွေကျဲချခဲ့လို့လူနှစ်ဦးသေဆုံးပြီးတအူးတန်ရာရခဲ့တယ်လို့ဆိုပါတယ်။ မော်စကိုကဒါဟာ KF မြို့ကအရက်ပတ်ပြစ်မှတ်ကိုတမင်တကာတိုက်ခိုက်တာလို့ဆွဆွဲပါတယ်။ဒါပေမဲ့ယူကရိန်းဘက်ကတော့ဒီဆွဆွဲချက်ကိုပယ်ချပြီးအဲ့ဒီစိုက်ပျိုးရေးကုမ္ပဏီဆိုတာဟာရုရှားစစ်တပ်ကိုထောက်ပံ့ရေးပစ္စည်းတွေနဲ့လောင်စာဆီတွေဖြစ်တင်းပေးနေတဲ့နေရာတစ်ခုဖြစ်တယ်လို့ပြန်လည်ခြေပါခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအပြီးမကြခင်မှာပဲယူကရိန်းရဲ့ drone တွေဟာပိုပြီးကြီးမားတဲ့ပစ်မှတ်တစ်ခုကိုဥတီခဲ့ပါတယ်။အဲ့ဒါကတော့ရုရှားနိုင်ငံ Oranburg မှာရှိတဲ့တံငွေပြုပြင်ရေးစက်ရုံကြီးပါပဲ။ ဒီဆက်ရုံဟာတစ်နှစ်ကိုတဘာဝဓာတ်ငွေကုဗမီတာ45ဘီလီယံထိထုတ်လုပ်နိုင်တဲ့ကမ္ဘာအကြီးဆုံးဓာတ်ငွေဆက်ရုံတွေကတစ်ခုဖြစ်ပါတယ်။ပောက်ကွဲမှုဟာအလွန်ပြင်းထန်ခဲ့တာကြောင့်ကီလိုမီတာပေါင်းများစွာအကွာကနေတောင်အတိုင်းအတာမြင်တွေ့ခဲ့ရပြီးရုရှားရဲ့စွမ်းအင်ထုတ်လုပ်မှုစနစ်တစ်ခုလုံးကိုအကြီးအကျယ်နှောက်ယှက်နိုင်ခဲ့ပါတယ်။ယူကရိန်းစစ်ဘက်သတင်းရင်းမြစ်တွေကတော့ဒါဟာယူကရိန်းရှေ့ပိုင်းကနေပြစ်ထွက်လိုက်တဲ့အကွာအဝေးပြေးတိုက်ခိုက်ရေး drone တွေရဲ့လက်ချက်ဖြစ်တယ်လို့အတိမပြုတ်ပဲအရေးအမွတ်ပြောဆိုခဲ့ပါတယ်။တိုက်ခိုက်မှုတွေကဒီမှာနေမပြီးသေးပါဘူး။ ရုရှားရဲ့စွမ်းအင်ကုမ္ပဏီကြီး Rosneft ကပိုင်ဆိုင်တဲ့ Samara Data က Nobuku Ipex ရေနံချက်ဆက်ယုံကြီးကိုလည်းထပ်မံတိုက်ခိုက်ခဲ့ပြန်ပါတယ်။ဒီလိုစရေးအရအပြန်အလှန်အပြင်းထန်တိုက်ခိုက်နေချိန်မှာပဲကမ္ဘာနိုင်ငံရေးစင်ပြင်းထက်မှာတော့ဒီတိုက်ခိုက်မှုတွေထပ်ပိုပြီးပောက်ကွဲအပြင်းနဲ့တန်တမန်ရေးရလှုပ်ရှားမှုတွေတခုဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့ဒီပြည်ပခမှာဩဇာအကြီးဆုံးလူသားနှစ်ဦးဖြစ်တဲ့ Donald Trump နဲ့ Vladimir Putin တို့ရဲ့လျှို့ဝှက်တွေ့ဆုံမှုတည်နေမှာပဲ။ဒီတွေ့ဆုံမှုက စစ်ပွဲရဲ့အနာဂတ်လမ်းကြောင်းဟာအကြီးအကျယ်ပြောင်းလဲသွားဖို့အစပြုခဲ့ပါတယ်။ American သမ္မတ Donald Trump နဲ့ Russia သမ္မတ Vladimir Putin တို့ဟာ Hungary နိုင်ငံ Budapest မြို့မှာတွေ့ဆုံခဲ့ကြတယ်ဆိုတဲ့သတင်းဟာကမ္ဘာမီဒီယာအားလုံးရဲ့အာရုံစိုက်မှုကိုခံခဲ့ရပါတယ်။ဒါဟာ၃နှစ်ကျော်ကြာပြည့်စည်ဆုံးရှုံးမှုတွေများစွာဖြစ်စေခဲ့တဲ့ဒီစစ်ပွဲကိုအဆုံးသတ်ဖို့ကြိုးပမ်းမှုတွေရဲ့အခမ်းအခဏာတစ်ခုကိုဖွင့်လှစ်လိုက်တာပါပဲ။သမ္မတ Trump အတွက်တော့ဒီပြိပခါဆက်လက်တိုးပွားနေတာဟာ American ရဲ့စီးပွားရေးအနေအထားကိုပိုဆိုးစေလိမ့်မယ်လို့ယုံကြည်ထားသူပါ။ သူဟာတမရဇလန်စကီကိုပြက်ပြက်သားသားပြောကြားခဲ့တယ်လို့ဆိုပါတယ်။ဝါရှင်တန်အနေနဲ့ဒီစစ်ပွဲကိုဆက်ပြီးအရှိဆွဲထားခြင်းသိမရှိတော့ဘူး။အထူးသဖြင့်မော်စကိုနဲ့ဒိုက်ရိုက်ထိတ်တိုက်တွေ့ဆုံမှုဖြစ်လာနိုင်တဲ့အန္တရာယ်ကိုလုံးဝမလိုလားဘူးလို့အတီလင်းပြောခဲ့ပါတယ်။ဒါပေမဲ့အင်ဂျီရောအပြင်ဘက်မှာတော့ဖိအားတွေကပုံမကြီးမားလာခဲ့ပါတယ်။အထူးသဖြင့်အော်တိုဘာလ18ရက်နေ့ကတွေ့ဆုံမှုအပြီးမှာဇလန်စကီဟာအလွန်အံ့အားသင့်ပွဲရာကြီးညာချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။အဲဒါကတော့သူဟာရုရှားနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြုလုပ်ဖို့တကားဖွင့်ထားတယ်ဆိုတာပါပဲ။ ။သတင်းစာရှင်းလင်းပွဲအတူလေးတစ်ခုမှာဇလန်စကီကတိုက်ပွဲတွေကိုရပ်တန့်ခြင်းနဲ့တရားမျှတပြီးရေရှည်တည်တဲ့နဲ့ငြိမ်းချမ်းရေးကိုကြိုးပမ်းခြင်းနဲ့လို့အလေးနက်ပြောကြားခဲ့ပါတယ်။သူကဘလို့ပုံစံမျိုးနဲ့မဆိုနှစ်နိုင်ငံဆွေးနွေးပွဲသုံးနိုင်ငံဆွေးနွေးပွဲဒါမှမဟုတ်ဗတ်ပေါင်းစုံဆွေးနွေးပွဲပဲဖြစ်ဖြစ်စစ်ပွဲကိုအဆုံးသတ်နိုင်မဲ့ဘယ်နီလန်းကိုမဆိုပါဝင်ဖို့အသင့်ရှိတယ်လို့တောင်ကြေညာခဲ့ပါတယ်။တစ်ဖက်မှာလည်းပူတင်ကတော့အောင်နိုင်သူရဲ့လေတံနဲ့တုံ့ပြန်ခဲ့ပါတယ်။သူ့ရဲ့လက်ထောက်ဖြစ်သူယူရီဥရှာကော့ဖ်ကတဆင့်ခရမ်လင်နန်းတော်ကထုတ်ပြန်ခဲ့တာကတော့ ပူတင်နဲ့ထရန့်တို့အကြားပြုလုပ်ခဲ့တဲ့နှစ်နာရီခွဲကြာတယ်လီဖုန်းပြောဆိုမှုဟာအလွန်ထိရောက်မှုရှိခဲ့တယ်လို့ဆိုပါတယ်။ပူတင်ကထရမ့်ကိုအတီလင်းသတိပေးခဲ့တာကတော့တိုမာဟော့ဒုံးကြီးတွေကိုယူကရိန်းစီပို့ဆောင်ခြင်းဟာစစ်မြေပြင်ကအခြေအနေကိုပြောင်းလဲစေမှာမဟုတ်ပေမဲ့ရုရှားအမေရိကန်ဆက်ဆံရေးကိုတော့အကြီးအကျယ်ဆိုးရွားသွားစေလိမ့်မယ်ဆိုတာပါပဲ။ဒီတွေ့ဆုံပွဲကိုဟန်ဂေရီနိုင်ငံဘူတာပတ်မြို့မှာကျင်းပဖို့ရွေးချယ်ခဲ့တာဟာလည်းတိုက်ဆိုင်မှုမဟုတ်ပါဘူး။ဝင်ကြီးချုပ်ဗီတာအော်ဘန်ဦးဆောင်တဲ့ဟန်ဂေရီဟာရုရှားရဲ့နဲ့နှွေးထွေးတဲ့ဆက်ဆံရေးရှိသလို တစ်ချိန်တည်းမှာပဲဥရောပသမဂ္ဂနဲ့ NATO ဖွဲ့ဝင်ဖြစ်လဲဆက်လက်တည်ရှိနေတဲ့နိုင်ငံမှာဘူဒါပက်စ်မြို့ရဲ့ဂျာနေရက်တီမှုနဲ့ဗတ်ပေါင်းဆောင်ကို မျက်နှာမူတဲ့တန်တမန်ရေးရာဟာဥရောပတိုက်ပေါ်မှာရန်သူတော်ကြီးနှစ်ဦးကိုတစ်ချိန်တည်းလက်ခံတွေ့ဆုံပေးနိုင်တဲ့တခုရီးသောနေရာဖြစ်နေခဲ့လို့ပါပဲဒါပေမဲ့ဒီစီဇန်ကိုပိုလန်နိုင်ငံကပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီးအစီအစဉ်ပြတ်မတက်ဖြစ်ခဲ့ပါသေးတယ်ပိုလန်ကပူတင်ရဲ့တမရလေရင်ဟာသူတို့ရဲ့လေပိုင်းနက်ကိုဖျက်ချော်ခွင့်လုံးဝပေးမှာမဟုတ်ဘူးလို့ချိန်ချောက်ခဲ့ပါတယ်ပိုလန်နိုင်ငံသားဝင်ကြီး ရာဒိုစလော့စီကော့စကီကပိုရောင်ပြင်းထန်ပါသေးတယ်။ပူတင်ရဲ့လေရင်သားပိုလန်လေပိုင်းတစ်ထက်မှာအရေးပေါ်ဆင်းသက်ရန်နာခဲ့ရင်သူ့ကိုဒိုင်ဟိတ်က အပြည်ပြည်ဆိုင်ရာဂျာသဝက်ခုံရုံး ICC ကိုလွှဲပြောင်းပေးပြင်မယ်လို့တောင်ပြောကြားခဲ့ပါတယ်။နောက်ဆုံးမှာတော့ပူတင်ဟာ EU လေပိုင်းနက်ကိုရှောင်ရှားနိုင်မှုအတွက်ကီလိုမီတာ9000မိုင်3100ကျော်ရှည်လျားတဲ့လမ်းကြောင်းကိုရွေးချယ်ခဲ့ရပါတယ်။ Caspian ပင်လယ်တူရကီပြီးတော့ Balkan ဒေသတွေကိုဖြတ်ပြီး ဘူတာပတ်ကိုရှောင်ကွင်းဝင်ရောက်ခဲ့ရတာပါ။ဥရောပကော်မရှင်ကတော့ရုရှားပေါ်ပိတ်ဆို့အရေးယူမှုတွေဟာနိုင်ငံအကြီးအကဲဒါမှမဟုတ်နိုင်ငံသားရေးဝင်ကြီးတွေရဲ့ခရီးစဉ်ကိုတားမြစ်ထားခြင်းမရှိတဲ့အတွက်ဒီတွေ့ဆုံပွဲဟာတရားဝင်ဖြစ်တယ်လို့အတည်ပြုပေးခဲ့ရပါတယ်။ဒါပေမဲ့ဒီနေရာမှာဂျာမနီရဲ့စံနှုန်းနှစ်ခုဆိုတဲ့ပြဿနာတစ်တခုပေါ်ပေါက်လာခဲ့ပါတယ်။ဂျာမနီဆိုရကဟန်ဂေရီဟာ ICC ရဲ့ဖန်ဝရန်အပေါ်လေးစားလိုက်နိုင်ရမှာဖြစ်ပြီးပူတင်ကိုမဖြစ်မနေဖမ်းဆီးရမယ်လို့တရားဝင်ပြောကြားခဲ့ပါသေးတယ်။ဒါပေမဲ့ဝေဖန်သူတွေကချက်ချင်းထောက်ပြခဲ့တာကြတော့ လုံခဲ့တဲ့လနိုင်ငံမှာပဲဂျာမနီအစိုးရဟာအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမန်နေတန်ယာဟုအပေါ်ထုတ်ပြန်ထားတဲ့အလားတူ ICC ဖမ်းရန်ကိုနိုင်ငံရေးချိန်နေဆိုတဲ့အကြောင်းပြချက်နဲ့လှစ်လျူရှုဖို့ဆုံးဖြတ်ခဲ့တာကိုပါဒီဖြစ်ရဲ့အကြောင်းဥရောပဟာနိုင်ငံတကာဥပဒေကိုတတ်သမှတ်ထဲကျင့်သုံးနိုင်စွမ်းပျောက်ဆုံးသွားပြီဆိုတဲ့ဝေဖန်သံတွေထွက်ပေါ်လာခဲ့ပါတယ်ဒီလိုတန်တမန်ရေးရာရှုပ်ထွေးမှုတွေကြားထဲမှာပဲမော်စကိုဘက်ကနောက်ထပ်ဆွဆွဲချက်တစ်ခုထပ်မံထုတ်ပြန်ခဲ့ပါတယ်အဲ့ဒါကတော့ယူကရိန်းကိုယ်စားလှယ်ဖွဲ့ဟာအင်ပီရိုမှာပြုလုပ်ခဲ့တဲ့တကားပိတ်လျှို့ဝှက်ဆွေးနွေးမှုတွေရဲ့အကြောင်းအရာတွေကို ဥရောပသမဂ္ဂနဲ့မီဒီယာတွေစီကိုတမင်တကာပေါက်ကြားစီခဲ့တယ်ဆိုတာပါပဲရုရှားရဲ့ထူးတန်တမန်ကီရီဒမီထရစ်ကဒီပေါက်ကြားမှုဟာငြိမ်းချမ်းရေးကိုဖျက်ဆီးလိုတဲ့လုပ်ရက်တစ်ခုပဲလို့ပြင်းထန်စွာဝေဖန်ခဲ့ပါတယ် Federal Times သတင်းစာရဲ့အဆိုအရပေါက်ကြားသွားတဲ့အကြောင်းအရာတွေထဲမှာ Trump ရဲ့အဓိကကမ်းလှမ်းချက်အသေးစိတ်တွေပါဝင်နေပါတယ်အဲ့ဒါကတော့ Donbass ဒေသမှာအခြေအနေအရအပြစ်ခတ်ရဲစရေးတစ်ခုကိုလက်ခံရမယ်ဆိုတာပါပဲနိုင်ငံတကာဆက်ဆံရေးပညာရှင်တဦးဖြစ်တဲ့ Dr. Gilbert ဒေါက်တာရိုးဒီလူကတော့အချိန်တွေတစ်ခုလုံးကိုတုံးသက်ပြခဲ့တာကဒါဟာယူကရိန်းဘက်ကဂုံးသိက္ခာရှိတဲ့အရှုံးပေးခြင်းဆိုတဲ့အဆင့်ကိုစတင်လိုက်တာပဲလို့ဆိုပါတယ်။သူကရုရှားရဲ့ပြင်းထန်တဲ့ချိန်ချောင်းမှုအထူးသဖြင့်တိုမာဟော့ဒုံးကြီးတွေသာယူကရိန်းနဲ့တကယ်ရောက်လာခဲ့ရင်ယူကရိန်းမှာဘာမှကျန်တော့မှမဟုတ်ဘူးဆိုတဲ့ချိန်ချောင်းမှုကဝါရှင်တန်ကိုနှစ်ခါပြန်စဉ်းစားစေခဲ့တာလို့သုံးသပ်ခဲ့ပါတယ်။ရေးချမ်းရေးကြိုးပမ်းမှုတွေကမ္ဘာအာရုံစိုက်မှုကိုခံနေရတဲ့ဒီအချိန်မှာပဲယူကရိန်းကိုထောက်ပံ့မိတဲ့ဥရောပသမဂ္ဂနဲ့ NATO ရဲ့လုပ်ရက်တွေဟာ အငင်းပွားမှုအစ်စ်တွေကိုထပ်မံဖန်တီးလိုက် ပြန်ပါတယ်။ဥရောပသမဂ္ဂရဲ့ပြောရေးဆိုခွင့်ရှိသူတို့ကသတင်းထောက်တွေကမေးခွန်းတစ်ခုမေးမြန်းခဲ့ပါတယ်။ EU ကရုရှားကိုယူကရိန်းရဲ့ပြန်လည်ထူထောင်ရေးအတွက်ရောကြေးပေးရမယ်လို့တောင်းဆိုနေတယ်လို့မျိုးအစ္စရေးကိုလည်းဂါသာကမ်းမြောင်ဒေသရဲ့ပြန်လည်ထူထောင်ရေးအတွက်ရောကြေးပေးဖို့တောင်းဆိုတင်တယ်မဟုတ်လားဆိုတဲ့မေးခွန်းပါပဲ။ EU ပြောရေးဆိုခွင့်ရှိသူရဲ့အဖြေကတော့အလွန်တူတောင်းခဲ့ပါတယ်။ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်လို့အခုချိန်မှာမှတ်ချက်မပေးသေးပါဘူးတဲ့။ဒီစကားလုံးတစ်ခုနဲ့ကအနောက်အုပ်စုရဲ့ဟန်ဆောင်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာကဝေဖန်မှုလှိုင်းလုံးကြီးတစ်ခုကိုချက်ချင်းဖြစ်ပေါ်စေခဲ့ပါတယ်။ကဘာကြီးကရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရတာကတော့လူသားချင်းစာနာမှုဆိုင်ရာမူဝါဒတွေဟာဘသူကကျူးလွန်တယ်လဲဆိုတာပေါ်မူတည်ပြီးမကြာခဏပြောင်းလဲလေရှိတယ်ဆိုတာပါပဲ။ဒီလိုဝေဖန်မှုတွေကြုံနေရချိန်မှာပဲ KF မြို့ကလည်းနေတိုးပေါ်နောက်ထပ်အကြီးသားတောင်းဆိုမှုတစ်ခုကိုပြုလုပ်လိုက်ပါတယ်။အဲ့ဒါကတော့ယူကရိန်းရဲ့တစ်နှစ်တာကာကွယ်ရေးအသုံးစရိတ် American Dollar Billion 120ရဲ့တဝက် Dollar Billion 60ကိုနေတိုးကကြာခံပေးရမယ်ဆိုတာပါပဲ။ ဇယ်လန်စကီရဲ့တောင်းဆိုမှုက NATO မဟာမိတ်နိုင်ငံတနိုင်ငံချင်းစီဟာသူတို့ရဲ့ပြည်ရင်းအသတင်ထုတ်လုပ်မှု GDP ရဲ့အနည်းဆုံး3.25%ကျရာခိုင်နှုန်းကိုယူကရိန်းအတွက်နှစ်စဉ်ထုတ်ဝင်ရမယ်ဆိုတာပါ။ဒီတောင်းဆိုချက်ပေါ်ဥရောပတန်တမန်အတိုင်းဝန်းကတော့အကြီးအကျယ်ကောင်းခါခဲ့ကြပါတယ်။တန်တမန်ချို့ကဒီတောင်းဆိုချက်ဟာလက်တွေ့မကြဘူး။ဒါရင်မကအရှက်မရှိတဲ့တောင်းဆိုမှုတစ်ခုပဲလို့တော့တကားပိတ်ဝေဖန်ခဲ့ကြပါတယ်။အကြောင်းရင်းကတော့ဥရောပရဲ့စီးပွားရေးကိုယ်တိုင်ကစွန့်ရင်အကြက်တဲတွေ ငွေကြေးဖောင်းပွားမှုတွေကြောင့်အကြီးအကျယ်ဖိအားပေးခံရခြင်းဖြစ်နေလိုပါပဲ။အခုတော့တာမန်ပြည်သူတွေရဲ့စိတ်ထဲမှာမေးခွန်းတစ်ခုတညီတညွတ်တည်းပေါ်လာခဲ့ပါပြီ။ပြည်သူ့ခုံငယ်တွေနဲ့ထောက်ပံ့နေရတဲ့ဒီစစ်ပွဲကြီးဟာတကယ်ပဲဘယ်တော့မှပြီးဆုံးမလဲဆိုတာပါပဲ။ကမ္ဘာစတူရန်ခုံမော်ကဒီကစားပွဲဟာအခုမှစတင်ပြင်းထန်လာခဲ့တာပါ။တဖက်မှာရုရှားရဲ့စစ်ရေးဖိအားပေးမှုတဖက်မှာအမေရိကန်တန်တမန်ရေးရာအတွန်းအားပေးမှုပြီးတော့ဥရောပတိုက်ရဲ့ကိုကျင်တရားဆိုင်ရာအချက်အတဲတွေကြားထဲမှာ ယူကရိန်းရဲ့ကံကြမ္မာဟာဘယ်ဘက်ကိုဥတီသွားမလဲဆိုတာကတော့ကျွန်တော်တို့အားလုံးဆက်လက်စောင့်ကြည့်နေရအောင်ပါပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။